ဒီပွဲစဉ်ဒီ Brighton ညံ့လို့ရှုံးတာမဟုတ်ဘူး United ကကောင်းနေလို့ကို Brighton မရှင်းနိုင်တာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာ United Diary Bank ကိုထွင်ရဲ့ဒါ Facebook YouTube နဲ့ TikTok ကနေ YouTube နဲ့ပြည်သက်တဲ့အားလုံးပဲမင်္ဂလာပါကောင်းမွန်တဲ့နေ့ရက်ဒီကိုပိုင်ဆိုင်နိုင်ကြပါတယ်ကျွန်တော်စုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာโอเคကျွန်တော်မနေ့ကတော့ဒါ Brighton အသင်းကိုတော့ Manchester United အသင်းကသူတို့ရဲ့ အင်ကွင်း ultra ဖို့မှာ၄ခု၂ခုဆိုရရန်လည်းနဲ့ထိုက်တိုက်တိုင်းနဲ့အနိုင်ရရှိခဲ့ပြီဖြစ်ပါတယ်အဲ့တော့ဒီပွဲကိုကျွန်တော်တို့ပြောမယ်ဆိုရင် Brighton ညံ့လို့ရှုံးတာတဲ့ United ကကောင်းနေလို့နိုင်တဲ့ပုံစံမျိုးဖြစ်ပါတယ် United ဒီပြန်ပြီးတော့ပုံစံတော့ပြန်ရလာပြီးလက်ရှိမှာ bad to bad သုံးခုသုံးပွဲပေါ့နော်သုံးပွဲအနိုင်ရရှိခဲ့ပြီဖြစ်ပါတယ်ဆိုတော့ United ဒီလိုခံစားမှုမျိုးကျွန်တော်တို့မရခဲ့တာတော်တော်လေးကြာပြီ အခုချိန်မှာပြန်ပြီးတော့ခံစားရတာရယ်ပြီးတော့နီးပြဟူပင် Amorin လက်ထက်မှာပထမဦးဆုံးအချိန်ပြန်လဲခံစားရတဲ့ feeling ကဘာနဲ့မှမလဲနိုင်ပါဘူး။ကဲဟုတ်ပြီ။အဲ့တော့ United ပြည်လက်ရှိမှာပုံစံကောင်းရနေတာဖြစ်တဲ့တိုက်စစ်မှု၃ရောင်လုံးလေဒီကနေ့ပွဲစဉ်မှာဂိုးပါဝင်ပတ်သက်မှုတွေလှုပ်ဆောင်သွားတယ်။ Brian Bumo ဆို2ဂိုးရတယ်၊ Matthias Cunha ဆို2ဂိုးရတယ်၊ Benjamin Shesko ဆိုရင်ဒါကျွန်တော်တို့အစ်စ်တစ်လုံးရတယ်။ဆိုတော့ဒီလိုမျိုးအနေအထားမျိုးကပေါင်းလက္ခဏာဆောင်နေလို့ပြောလို့ရတယ် ဒါအပြင်ဒီပွဲစဉ်မှာနောက်ထပ်ဒါ Man of the Match ကိုလည်း Matias ကိုညံ့ရတယ်ဒါအပြင် United အတွက်ဒီကနေ့ပွဲစဉ်မှာကျွန်တော်အကြိုက်ဆုံးကစားသမားကတော့ DM နေရာကကစားသွားတဲ့ Casemiro ပဲဖြစ်ပါတယ် Casemiro ဒီတပွဲလုံးတန်ဖိုးအတက်ကြကိုကောင်းကောင်းထင်ကစားသွားတယ်သူ့ရဲ့ငါမအုပ်သေးဘူးဆိုတဲ့အလောင်းစီလူမင်းကြီးလိုသူ့အနေနဲ့ဟိုကျွေးကြော်လိုက်နိုင်တယ်လို့ပဲကျွန်တော် ကတ်မဲရိုးရဲ့ခြေစံကကျွန်တော်တို့ပြန်ပြီးတော့မြင်ခဲ့ရတာဖြစ်ပါတယ်။ဟုတ်ပြီဒီကနေ့ပွဲစဉ်မှာကျွန်တော်ပြောစရာလေးတစ်ခုပဲရှိတယ်။ဒါပါလေဆိုတော့ United ရဲ့နောက်တန်းမှာမကွိုင်းရပါနေအနေထားမျိုးမှာကျွန်တော်ပေးလိုက်ရတဲ့ခြေပါကုန်းနှလုံးဒီနှလုံးလုံးဒီ service ကနေပေးရတဲ့အလုံးလေးပဲ။ဒါပေမဲ့လုံးဝထားဝဲဘက်ကထိုင်ရိုက်ဟိုပနဒီကဟို sorry ဒါရိုက် free kick တန်သွားတာဖြစ်တဲ့အတွက်ဒါဆင်းလေးမကာကွယ်နိုင်တဲ့အပိုင်းတစ်ပိုင်းမှရှိမယ်။နောက်တစ်လုံးဒီ Costulet က ဒီ set piece ကနေရတဲ့ဘောလုံးကိုခေါင်းတိုက်တွင်းသွားတဲ့အနေအထားမျိုးမှာအားကျွန်တော်တို့မြင်ဘောဖြတ်ထုတ်မှုတွေအခုချိန်ဒီအားနေနေသေးရဆိုတော့ဒါမဖြစ်မနေလက်ခံလက်ခံရဒီနေ့ပွဲစဉ်မှာတခုဆိုကျွန်တော် minute 80ဒီ United တောက်ရှော့တိုက်တယ်၃ဂိုးရကြည့်လာတဲ့အနေအထားမျိုးမှာ United ဒီကစားအချလိုက်တဲ့အချိန်လေးမှာ Brighton ဒီပြန်ပြီးတိုက်တဲ့တိုက်စစ်ဒီခြေပါကိုရဖို့အတွက်တိုက်တဲ့တိုက်စစ်ကြောက်ဖို့ကောင်းခဲ့ပါတယ် ဒီပွဲစဉ်ဒီ Brighton ညံ့လို့ရှုံးတာမဟုတ်ဘူး United ကကောင်းနေလို့ကို Brighton မရှင်းနိုင်တာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒီတော့ United မှာကျွန်တော်တို့ပြောစရာရှိတာက first line နဲ့7ရောက်ပြီအခုချိန်မှာကောင်းကောင်းလေးအလုပ်လုပ်လာကြပြီဒါပေမဲ့ကျွန်တော် substitution နေနဲ့ဝင်လာတဲ့ကစားသမားတွေကအခုချိန်မှာသူတို့ first line နဲ့သမားတွေနဲ့ရှင်ဖို့ကိုမလွယ်ဘူးဆိုတော့ဒီနေ့ပွဲစဉ်မှာပြတ်သွားတယ်။ဘာကြောင့်လဲ ကစမဲတို့ထွက်သွားတဲ့အချိန်မှာဥကဒေးဝင်လာတယ်၊ဖွင်းလှယ်မှာကျွန်တော်မငြိမ်သက်တွေဖြစ်လာတယ်။ဒါပြင်မှာကျွန်တော်ဒါတစ်ဖက်မှာအာမတ်နေရာမှာကိုဗီမန်နုအစားထိုးတယ်၊ကိုဗီမန်နုဝင်လာတယ်။သူ့နေရာမဟုတ်တဲ့အတွက်ဒါထား Okay ဟိုနည်းနည်းလေးဒုက္ခရောက်သွားတယ်ကျွန်တော်ပြောလို့ရပြီမဲ့မာဒစ်ကိုညာနေရာဝင်လာတဲ့ဇက်စီဘာလို့ချိန်နေမှန်းမသိဘူး။အထရစ်တိုကူသူ့ရတဲ့အချိန်လေးမှာတော့ကောင်းကောင်းကစားသွားတယ်။ဒါပြင်မဲ့ကျွန်တော်ချီးကျူးစရာရှိတာကအန်ဒရီဟဲဘန်ပါ။ ။ And heaven ဒီသူရခဲ့တဲ့အချိန်လေးပြမှာ အကောင်းဆုံးစ조사ကစားသွားခဲ့တယ်။ပြီးတော့ဒိုင်းရိုက်ဒါကျွန်တော်နောက်ဆုံးကိုရာမျိုးပွဲကိုတော့အစ်စ်လုံနိုင်ခဲ့တဲ့နေထိုင်မျိုးတွေရှိခဲ့တယ်။ဒါပေမဲ့အာဒီကိုမှလည်းကျွန်တော်ဂျားမှာဂျားကန်ဖြစ်နေတဲ့ Bruno Fernandes ရဲ့အမြင်ကောင်းမွန်မှုကြောင့်ဒါဒီကိုကရရှိခဲ့တယ်လို့ပြောလို့ရတယ်။ဆိုတော့ဟုတ်ပြီ United ဒီနေ့ပွဲစဉ်မှာ Lanny Rodri ဒီပုံမှန် ခြေစွမ်းအောက်နည်းနည်းရောက်နေရယ် Matthias De Ligt ဒီပုံမှန်ခြေစွမ်းအောက်နည်းနည်းရောက်နေဆိုပေမဲ့နည်းနည်းတော့သူနောက်တန်းမှာအကောင်းဆုံးတည်နေအောင်သူကစားပေးနိုင်သေးတယ်ဒီပွဲစဉ်မှာ Brighton ဒီလေသူတို့ရဲ့ဂိုးသမား Fabregan ကောင်းဆုံးကာကွယ်နေလို့9ဂိုး6ဂိုးလောက်ဒီမှာပြတ်ခဲ့တာတော်တော်စိတ်သွားတဲ့အလုံးကြီးအများကြီးရှိတယ်အဲ့တော့ဒီပွဲစဉ်မှာကျွန်တော်အဓိကမောင်းနေအားဖြစ်ခဲ့တဲ့ကွင်းလေပြီ တကယ်ကောင်းခဲ့တယ်ကွင်းလန်နှစ်ယောက်တပည့်ပိုင်ပေါ်နှစ်ယောက်လုံးတကယ်ကောင်းနေခဲ့တဲ့အနေအထားမျိုးက United ရဲ့အနိုင်ကိုအကောင်းဆုံးပေါ်ဆောင်ပေးသွားတာဖြစ်ပါတယ်။ကဲဘာပဲပြောဒီပွဲစဉ်ဒီအပေါင်းလက္ခဏာဆောင်သွားပြီ။ဒီနေ့ပွဲစဉ်မှာသင်္ကောင်းဆောင်ဘလူးဖနန်သည် United Manchester United အတွက်ပွဲပေါင်း300ပြည့်ပွဲစဉ်ကိုအနိုင်ရလက်နဲ့သူ့အနေနဲ့ဒါကစားနိုင်ခဲ့ပြီ။ဒါပြင်ကိုမှဒီကနေ့က Marcus Cunha ရဲ့ပထမဦးဆုံးသော United အတွက်အဖွင့်ဂိုးလည်းဖြစ်တယ်။နောက်ထပ်ကလည်းကျွန်တော်တို့သင်းလေးမန်းသည်သူ့ကစားတင်ပြီးတော့ ကစားကွင်းရတဲ့ပွဲစဉ်၃ပွဲလုံးကို100%အနိုင်ဆိုတဲ့ရလက်ကိုပိုင်ဆိုင်ထားခဲ့တဲ့ကိုသမားဖြစ်နေပါဗါတယ်အဲ့တော့ဒီကနေ့ပွဲစဉ်ဒီတကယ့်ကိုမှပျော်စရာကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်ကျွန်တော်နောက်ဆက်တွဲအချိန်လေးတစ်ခုပြောရမယ်ဆိုရင်ယူနိုက်တက်အသင်းရဲ့ဒါ U21 အသင်းဒီလေကျွန်တော်တို့ဒါမနေ့ကညအရှင်မြန်ကစားခဲ့တဲ့ပွဲစဉ်မှာပဲ Spurs U21 အသင်းကို၄ဂိုးတဂိုးဆိုတဲ့ရလက်နဲ့အနိုင်ရယူခဲ့တာဖြစ်ပါတယ်ဒီနေ့အဲ့ပွဲစဉ်မှာတော့ ရိုက်တဲ့အတင်းရဲ့ဒါအစ်စ်ခေါ်ယူထားကစားသမားလေးဖြစ်တဲ့ဒီကိုလီယွန်ကလည်းတကိုးပါဝင်ပြီးတော့တွင်းယူခဲ့တဲ့နေသားမျိုးတုံးမြင်တွေ့ရမှာဖြစ်ပါတယ်ဆိုတော့ United ရဲ့ United လူငယ်ကစားသမားတွေလည်းအကောင်းဆုံးစူးစမ်းခဲ့တယ်လို့ဒီကနေ့ပွဲစဉ်မှာကျွန်တော်တို့အတင်းကြီးကလည်းအကောင်းဆုံးစူးစမ်းပြီးတော့အနိုင်ရလက်ကိုပုံဖော်နိုင်ခဲ့ပြီးဖြစ်ပါတယ်ကဲဟုတ်အဲ့တော့ဒီကနေ့ပွဲစဉ်ကိုပရိသတ်တွေကရောစိတ်ကျဉ်နေမှုရှိရလား comment မှာရေးသွားပေးလို့ရပါတယ်ကျေးဇူးထူးပဲတင်ရှိပါခင်ဗျာ